ဖလော်ဝိုင်းနဲ့အမေရိကန်တို့ဟာတပ်ဖွဲ့ဝင်1400တောင်ပါဝင်ပြီး၃ပတ်ကြာပူးတွက်စီရင်လေ့ကျင့်မှုစတင်လိုက်ပြီဖြစ်ပါတယ်။တောင်တိုပင်လယ်ရေးတရုတ်နိုင်ငံနဲ့တင်မမှုတွေမြင့်တက်ချိန်အမေရိကန်နဲ့ဖလော်ပိုင်းတို့ဟာတပ်ဖွဲ့ဝင်1400ောင်ကျော်ပါဝင်တဲ့နှစ်စဉ်စီရင်လေ့ကျင့်မှုကိုဒီကနေ့မှစတင်လိုက်ပါတယ်။စစ်ပွဲတစ်ပွဲအတွက်ကြိုတင်ပြင်ဆင်ဆန်သတ်မှုဖြင့်ဘာလီခါတန်စီရင်လေ့ကျင့်မှုကို မေလ9ရက်နေ့အထိပြုလုပ်တော်မှာဖြစ်ပြီးနာမစ်တင်မောဖြတ်ဒုံးကျစ်စနစ်နဲ့ဟိုင်းမတ်ဒုံးကျစ်စနစ်တွေပါဝင် မရိကန်ရဲ့လက်နက်များစွာပေါ်ဝင်မှာဖြစ်ပါတယ်ဖလပိုင်ကလည်းမဟာမိတ်အမေရိကန်နဲ့အတူကြည်စစ်တွေနဲ့ပစ်ခတ်မယ်စီးရဲလေးချင်းမှုတွင်သူ့ရဲ့ကိုပိုင်ဒုံးကျင်စနစ်ကိုစမ်းသပ်မယ်လို့သတင်းမီဒီယာတွေကထုတ်ဖော်ပြောဆိုထားပါတယ်အမေရိကန်စစ်ဘက်ကလေကြည်မှုဆိုင်ရာညှိနှိုင်းမှု James Klein ကတော့ဒီ CIA လေကြည်မှုဟာနှစ်ဖက်တည်းရဲ့ဆွမ်းဆောင်ရည်ကို네ပဲဘောင်းဆောင်မှာတိုင်းတောင်မဲ့အပြေအဝတိုက်ပွဲဝင်မှုစမ်းသပ်ချက်ဖြစ်ပါလေ လေကျင်းမှုတွေမှာဒုံးကျည်နဲ့ချိန်ချောက်မှုကိုကောက်ွက်ခြင်းပင်လယ်ပြင်ကျူးကျော်ဝင်ရောက်မှုကိုတားဆီးခြင်းတွေပါဝင်ပြီးတောင်တရုတ်ပင်လယ်မှာဒီနေ့ကြုံနေရတဲ့လုံခြုံရေးစင်ခုံမှုကိုထယ်သွင်းတက်ချက်ထားတယ်ဆိုပါတယ်ခုစီလေကျင်းမှုမှာအမေရိကန်တပ်ဖွဲ့ဝင်9000ဖိလစ်ပိုင်တပ်ဖွဲ့ဝင်9000ပါဝင်ပြီးအော်စတြေးလျဂျပန်ဗြိတိန်ပြင်သစ်နဲ့ကနေဒါတို့မှတပ်ဖွဲ့ဝင်အနည်းငယ်ပါဝင်ခဲ့ကြပြီးတခြားနိုင်ငံ16နိုင်ငံကလည်းလေးလာသူဖြစ်တက်ရောက်ခဲ့တယ်လို့သိရပါတယ် US နဲ့ဖိလစ်ပိုင်တို့ရဲ့အခုလိုမျိုးပူးတွဲစီးရေးလေ့ကျင့်မှုကိုဒေသတွင်းနိုင်ငံတွေကအဆင်ပြေနေကြောင်းတရုတ်နိုင်ငံကပြောပါလိမ့်။ဘေကျင်းနဲ့မနီလာကြောင်းတောင်တရုတ်ပင်လယ်အရေးအငင်းပွားချိန်အဲ့ဒီစီးရေးလေ့ကျင့်မှုကိုပြုလုပ်ဖို့စီစဉ်တာဖြစ်ပြီးတော့ American နဲ့ဖိလစ်ပိုင်တို့ရဲ့ဒီကာလီဘန်ရန်စီးရေးလေ့ကျင့်မှုအစီအစဉ်ကိုဘေကျင်းကတင်းနစ်မမာတုံ့ပြန်ထားပါလိမ့်။တကပါလုံးမှာတဖက်သက်ဝါဒကိုကျိုးစည်းပွားကာကွယ်ရေးဝါဒနဲ့အနိုင်ကျင့်ပူကြမှုတွေဖြစ်နေကြလို့ဒေသတွင်းမှာရှိတဲ့စိန်ခေါ်မှုတွေကိုတုံ့ပြန်ဖို့နဲ့ ဒေတာရင်းတည်ငြိမ်ကိုထိန်းသိမ်းမှုဒီဒေတာမှာရှိတဲ့နိုင်ငံတွေကစီးလုံးညီညွတ်မှုပေါင်းစပ်ညီနိုင်မှုနဲ့ပူးပေါင်းကြိုးပမ်းမှုတွေပြုလုပ်ဖို့ကျွန်တော်တို့တောင်းဆိုချင်တယ်လို့တရုတ်ကဆိုပါတယ်ဒီအချိန်မှာဖိလစ်ပိုင်ဟာဒေတာရင်းတည်ငြိမ်မှုနဲ့စီးပွားရေးလားလောင်ထိခိုက်စေနိုင်တဲ့လုပ်ရမျိုးဖြစ်တဲ့အကြီးစားစီးရေးလေ့ကျင့်မှုပြုလုပ်ခြင်းကိုလုပ်ဖို့ရွေးချယ်ခဲ့တာလို့ဆိုပါတယ်ဒါကြောင့်ဒီလုပ်ရက်ကိုဒေတာရင်းနိုင်ငံတွေကမနှစ်မျိုးလို့ကန့်ကွက်ကြတယ်ဆိုပါတယ်ဒါပေမဲ့ American နဲ့ဖိလစ်ပိုင်ရဲ့စီးရေးလေ့ကျင့်မှုကို အာဆီယံဒေသတို့နိုင်ငံတွေကဘယ်နိုင်ငံကမှကန့်ကွက်တဲ့ကုန်တော့မကြားပါဘူးတရုတ်ကတော့အပြင်းထန်ကန့်ကွက်နေတာပါဖိလစ်ပိုင်နဲ့အမေရိကန်တို့ကတော့စီးရဲလေးခြင်းမှုကိုဆက်လက်လှုပ်ဆောင်နေပါလိမ့်လောလောဆယ်မှာတော့တရုတ်ကလည်းလက်ရှိစီးရဲလေးခြင်းမှုတွေကိုဆက်လက်ဆောင်ကြည့်သွားမယ်လို့ကြေညာထားတာဖြစ်ပါလိမ့်